မင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ internet sea report ထုတ်ပြန်တဲ့အခါမှာအာမန် worksheet function တွေကိုအသုံးပြုလို့ရသလို sum product if နောက်တစ်ခုကကြတော့ pivot table တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ array syntax တွေရေးပြီးတော့လည်းထုတ်ပြန်လို့ရပါတယ်ဟောပါပြီဒီသင်ခန်းစာနေမစတင်ခင်မှာကျွန်တော် YouTube channel လေးကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရှင်းပြရလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်ဟောပါပြီကျွန်တော်တို့ကဒီနေရာမှာ အခုကိုယ့်ရဲ့ customer name တွေနဲ့တက်ဆိုင်ရာအချက်လက်တွေကိုအခုလိုမျိုးမှတ်တမ်းပြုစုထားတာရှိတယ်။အဲ့ဒီထဲကမှ ကျွန်တော်တို့ဒီเนาะအာအခုလိုမျိုး region တစ်ခုချင်းစီ အလိုက်ကိုเนาะအဲစုစုပေါင်းရောင်းအားတွေကိုပေါင်းကျင်တယ်ဆိုရင်ဘယ်လိုပေါင်းရမလဲဆိုတာကိုပြောပြပေးမှာပါ။အဲ့တော့ကောင်းပါပြီ။ဒီနေရာမှာကျွန်တော်ကเนาะ အာဒါတွေကို highlight ထားလိုက်မယ်နော်ကြည်ရရှုပ်လို့အောင်ပြီအဲ့နေရာမှာကျွန်တော်ကဟုတ်ပြီနော်အာတော်တော်များများ advanced xj user တွေက sample function နဲ့ရင်းနှီးပြီးသားပါအဲ့တော့ကျွန်တော်တို့ကဒီမှာ region ဆိုတဲ့ column ပါတယ်နောက်တစ်ခုက save amount ဆိုတဲ့ column ပါတယ်အဲ့တော့ဒီ region နဲ့ save amount နဲ့ကိုကျွန်တော်တို့ဒီ음အာပါတဲ့အတွက်ကြောင့်မို့လို့ region တစ်ခုချင်းစီအလိုက် save amount ဘယ်လောက်ရှိလဲဆိုတာပေါင်းလို့ရတယ် ဲ့တော့တော်တော်များများကတော့ Sunbeef နဲ့ရင်းနှီးပြီးသားဖြစ်မှာပါပဲကောင်းပြီကျွန်တော်စလိုက်အောင် Sunbeef တောက်ခုံလိုက်မယ် Rain ဆိုတဲ့နေရာမှာကိုပေါင်းကျင်တဲ့စကလုံးတွေရှိတဲ့ column ကိုဆက်လက်မှတ်ထည့်ပေးရမယ်ဒါကြောင့်မလို့ကျွန်တော်က region ဆိုတဲ့ column ကိုဆက်လက်မှတ်ထည့်မယ် list ရပေးလိုက်ပြီး control shift down arrow control backspace copy ကူးမှဖြစ်လို့ F4 key နှိပ်ပြီးတော့ launch ခဲ့ပါ comma ကုတ်ပါအဲ့တော့ဒီလို dollar sign ပါနေတဲ့ cell address တွေကိုကျွန်တော်တို့ကအာ absolute address လို့ခေါ်ပါတယ်အဲ့ဒီ cell address တွေရဲ့အလုံးလုံးပုံအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာ cell address များအကြောင်းဆိုပြီးတော့ video file 3 file ကျွန်တင်ပေးထားပါတယ် criteria ဆိုတာကတော့ကိုပေါင်းခြင်းတဲ့စကလုံးကိုရိုက်ထည့်ပေးရမှာဖြစ်တယ်ကိုပေါင်းခြင်းတဲ့စကလုံးကိုအခုကျွန်တော်ကရိုက်မထည့်တော့ဘဲနဲ့အခုဒီနေရာမှာရှိနေတဲ့เนาะ cell quad ထဲမှာရိုက်ထည့်ထားလိုက်တယ်ဒါကြောင့်မို့လို့အဲ့ဒီ cell quad ကိုကျွန်တော်ညွှန်ပြပေးလို့ရတယ်ပြီးရင်ကောင်းပါကုန်မယ်ပုတ်ပြီးသွားတဲ့အခါမှာ ဆမ်ရင်းဆိုတဲ့နေရာမှာတော့ကိုပောင်းကျင်တဲ့ဂိမ်းတွေရှိတဲ့ကော်လံကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်တယ်။အဲတော့ကျွန်တော်ပောင်းကျင်တဲ့ဂိမ်းတွေဒီ save amount ဆိုတဲ့ကော်လံမှာရှိပါတယ်။ဒါကြောင့်မလို့ split ချက်ပေးမယ် control shift down arrow control back space ပြီးရင် F4 key နှိပ်လိုက်။ပြီးတော့ control under ခောက်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်လိုချင်တဲ့မလားနော်အာ region တစ်ခုဂျင်းစီစာ save amount တွေကိုသူက submit function ကတွက်ထုတ်ပေးမှာပါ။အဲ့တော့ဒီတွက်ထုတ်တဲ့နီလန်းအပြင်ကျွန်တော်တို့ကတခြားသောနောက်ထပ်နီလန်းနေတယ် ရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ array syntax ကိုအသုံးပြုတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေရာမှာမိတ်ဆက်ပေးနေတာကတော့ sum product function ဖြစ်တယ်။ function နာမည်က sum product ပါ။အဲ့ sum product function ကဘာလုပ်တာလဲဆိုတော့သူ့ရဲ့ syntax ထဲမှာ array 1အဲပေါ်မှာ array 2ဆိုပြီးတော့ပါဝင်တယ်။အဲ့တော့ဟောဒီ array ထဲမှာရှိတဲ့ gain ပေါ့ဥမာဆိုကြပါစို့ကျွန်တော်ကပထမ array မှာ အာနော်ပထမရေးမှာ1ရက်2ရက်3ရက်ရှိတယ်အဲဒုတိယရေးမှာကျတော့4ရက်အဲ1ရက်2ရက်3ရက်ရှိရဆိုကြပါစို့အဲ့တော့ sum product function ရဲ့အလုပ်လုပ်ပုံဒီကျွန်တော်တို့ဟောဒီပထမရေးမှာရှိရ1နဲ့ဟောဒီပထမဆုံးနေရာမှာရှိရ1နဲ့မြှောက်မယ်နော်နောက်တစ်ခုကကျတော့ဟောဒီနေရာမှာရှိတဲ့2နဲ့အဲဟောဒီနေရာမှာရှိတဲ့2နဲ့မြှောက်မယ်အဲ့လိုရတာတဲ့မြှောက်လက်တွေအကုန်လုံးကို သူကဘာလုပ်ပေးတာလဲဆိုတော့ပေါင်းပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ဒါ sum product function ရဲ့အလုပ်လုပ်ပုံပါအဲ့တော့ဒီ sum product function မှာကအာကျွန်တော်တို့ဒီ sum if လို့ပဲ collision နဲ့ criteria တစ်ခုချင်းစီအတွက်ပေါင်းပေးလို့ရတယ်အဲ့တော့ပေါင်းခြင်းလဲဆိုရင်တော့ကျွန်တော် sum product function ကိုသုံးမယ်အဲဒီနေရာမှာနည်းနည်းပြောပြချင်တာက sum product function ကိုရေးတဲ့အခါမှာအခုလို့ဆဲတစ်ခွက်ထဲမှာရေးပါဘာကြောင့်လဲဆိုတော့သူက array function ဖြစ်လို့ပါ အဲ့တော့ array function ရဲ့ထုံးစံနဲ့အဖြေလိုချင်ရင်နောက်ဆုံးမှာ control နဲ့ shift နဲ့ကျွန်တော်တို့ enter နဲ့ဇုံနှိပ်ပေးရတယ်ပေါ့နော်။ဒီပိုင်းနဲ့နှိပ်ပေးရတယ်။ array syntax မှန်သိအောင်လို့နော်။အဲ့ဒီခါကျတော့အာ exe version 2019ကနေစပြီးတော့ control shift enter သုံးစရာမလိုတော့ဘူး။2019ရဲ့နောက်ပိုင်း version တွေမှာကျွန်တော်တို့က control နဲ့ enter နဲ့ခောက်လိုက်တာနဲ့ function ကအလုပ်လုပ်တယ်။ တကယ်လို့ကိုအသုံးပြုနေတဲ့ function က Excel version 2019မဟုတ်ခဲ့ဘူးဆိုရင်တော့အကျွန်တော်ပြောတဲ့ control shift under နှိပ်ပြရမှာဖြစ်ပါတယ်။ဟောပြီဒါဆိုကျွန်တော် sample order နဲ့အလုပ်လုပ်မယ် tab ခုန်လိုက်မယ်။ array 1ဆိုတဲ့နေရာမှာကျွန်တော်ကစစ်ဆေးရမှာဖြစ်တယ်။ဟောဒီမှာအဲမှတ်ထားတဲ့သကလုံးတွေကဟောဒီသကလုံးနဲ့တူလားလို့စစ်ဆေးရမှာဖြစ်တယ်။အဲဒါကြောင့်မလို့ကျွန်တော်စစ်လိုက်မယ်။အာ clip ပေးမယ် control shift down arrow control bus ပေး F4 တူလားလို့မေးချင်တော့ညီမချင်းကိုနှိမ့်မယ်ဒါဆို what ဆိုတဲ့စကားလုံးနဲ့တူလားလို့မေးချင်တော့ what ကိုကလစ်ပေးมาဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ တူလားလို့မေးလိုက်ပြီဒါဆိုရင်ကော်မာကုတ်မယ်ဒါဆို array တစ်ခုပြီးသွားပြီပေါ့ဒါဆိုဆက်လက်မှတ်ပြီးတော့ကျွန်တော်က f9 key နှိပ်ကြည့်လိုက်တဲ့အခါမှာတူနေတဲ့စကားလုံးတွေ ကိုသူက true လို့ပေါ်ပြပြီးတော့မတူညီတဲ့စကားလုံးတွေကို false လို့ပေါ်ပြပေးပါတယ်။အောက်ပြီဒါပထမတစ်ခုအနေနဲ့ကျွန်တော် control z ပြန်နိုင်မယ် array တစ်ခုတိရှော့ပြီးသွားတယ် ဲ့လိုတူနေတဲ့စကားလုံးတွေသာရှိခဲ့မယ်ဆိုရင်အဲကျွန်တော်တို့ကဟော်ဒီဂိမ်းတွေကိုပေါ်ပြပါလို့ရေးရမှာဖြစ်ပါတယ်။အဲဒါဆိုရင်တော့ကျွန်တော်အခုဒီနေရာမှာကလစ်တစ်ချက်ပေးလိုက်မယ် control shift down arrow လို့ control base space f4 ဟုတ်နော်။ဒါဆိုရင်ဒါဒီကျွန်တော်ရဲ့ array 2ဖြစ်ပါတယ်။ဒီနေရာမှာကြည့်ကြည့်ပါဆက်လက်မှတ်ပြီးတော့ကျွန်တော် f9 key နှိပ်လိုက်တာနဲ့တပြိုင်တည်းဂိမ်းတွေကိုပေါ်ပြပေးတာတွေ့ရပါလိမ့်မယ် control z ဒါဆိုရင်ဟောဒီမှာက true false ဆိုတဲ့ပထမ array မှာက true false ဆိုတဲ့ value တွေဖြစ်တယ်ဒုတိယ array မှာကသင်္ချာ gain တွေဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်ရှင်းလင်းသွားပြီဟောဒီ true false နဲ့ဟောဒီသင်္ချာ gain ကိုမျှောက်လို့မရနိုင်တော့ဘူးဒါဆိုရင် true false တွေဒါ gain တွေဖြစ်ခဲ့မယ်ဆိုရင်အဲကျွန်တော်တို့ကဟောဒီဘက်မှာရှိနေတဲ့ gain တွေနဲ့မျှောက်လို့ရတယ်အဲ့ဒီမျှောက်လို့ရတဲ့အဖြစ်ကို sum product ကပြန်ပေါင်းပေးမှာပါကောင်းပြီဒါဆိုရင် ကျွန်တော်ကအဲ့ဒီ true false တွေကိုနော် true false ဒီ boolean logic အရ true ကိုတက်လို့သူကသိတယ် เนาะ true ဒီ1ဖြစ်တယ်ကျွန်တော်တို့ false ဒီအဲ3ညဖြစ်တယ်ပေါ့ဒါဆိုရင် boolean logic ရဲ့သဘောတရားအရကျွန်တော်တို့ true false တွေကို1 3ညဖြစ်အောင်လုံးရမှာဖြစ်တယ်1 3ညဖြစ်အောင်လုံးရမယ့်နီးလန်းတွေကတော့အများကြီးရှိတယ်အဲ့ဒီနံပါတ်မှာမှအမြန်ဆုံးနဲ့အမှန်ကန်ဆုံးနီးလန်းကတော့ double negative နှိပ်ပေးရမယ် double negative ဆိုတာကအခုသင်ကြတာပါအနှုတ်ကိုနှစ်ခါနှိပ်တာဖြစ်တယ်သူ့ကို unary လို့လည်းခေါ်တယ် unary တင်ဒေတာလို့လည်းခေါ်ပါတယ်။ကောင်းပြီ။ပြီးရင်ကျွန်တော်တို့က array တစ်ခုဂျင်းအတွက် ခုလိုမျိုးဂွင်းခတ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အခုဒီ first array ကိုကျွန်တော်ဆက်လက်မှတ်လိုက်ပြီးတော့ F90 နှိမ့်လိုက်တာနဲ့တပြိုင်နက် true false true ဖြစ်နေတဲ့အကွက်တက1ဖြစ်ပြီးတော့ false ဖြစ်နေတဲ့အကွက်တက3ညဖြစ်သွားပါပြီ။ဒါဆိုဒီမှာရှိနေတဲ့1 3ညရင်းနဲ့ဒီမှာရှိနေတဲ့ gain နေနဲ့ဆိုမျှောက်လို့ရပြီ။ဂွင်းပိတ်မယ် control shift under double click ပေးလိုက်ပါ။ဒါဆိုရင်တော့နော်ဒီနေရာမှာကျွန်တော်တို့က formula bar ကိုတွားပြီးတော့ကြီးလိုက်မယ်ဆိုရင်ဟုတ်လားနော်အော်ညမှာကြည့်ပါ ကျွန်တော်ရဲ့ array syntax ကို curly bracket ခတ်ပေးထားတွေ့ရပါလိမ့်မယ်အဲ့တော့ဒီ curly bracket ခတ်ပေးထားတဲ့တွဲချက်မှုတွေက array တွဲချက်မှုတွေလို့အိကျဲကကိုကိုသတိပေးတာဖြစ်ပါတယ်။ဟောင်းပါပြီ။အာဒါဆိုရင်ကျွန်တော်တို့နောက်ထပ်နီလန်းတစ်ခုသွားကြည့်အောင်။တကယ်လို့ကိုက sample ကိုလည်းမသုံးခြင်းဘူး array syntax ဖြစ်တဲ့ sample product ကိုလည်းမသုံးခြင်းဘူးဆိုရင်တော့ if function နဲ့ sum function ကိုအသုံးပြုလို့ရပါတယ်။ဒါကလည်း array calculation အနေနဲ့ကျွန်တော်တို့အသုံးပြုမှာဖြစ်ပါတယ်။ဟောင်းပြီ။အာဒါဆိုရင်ကျွန်တော်ဒီနေရာမှာရှိတော့ဖျက်လိုက် ဲ့တော့ဒီနေရာမှာတခုသတိထားဈေးကျင်တာကအဲကျွန်တော်တို့ AJ version 2019သုံးမယ်ဆိုရင်တော့ control shift enter နှိပ်စရာမလိုဘူး2019 version ကနေနောက်ပိုင်းထုတ်တဲ့ version တွေမှာ control shift enter ကိုသူတို့အဲခြံထားခွင့်ပေးခဲ့တယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုယ့်ရဲ့ AJ version က2010လို့16လို့ဖြစ်ခဲ့မယ်ဆိုရင်တော့ syntax ရေးပြီးတာနဲ့တပြိုင်နက် control shift enter နှိပ်ရမှာဖြစ်ပါတယ်။ဟောပြီဒါဆိုရင်ကျွန်တော်ကအရင်ဆုံးစစ်ဆေးမှုတွေပြုလုပ်မယ်။ဘယ်လိုလုပ်မှလဲဆိုတော့ အော်ဒီမှာရှိနေတဲ့စကလုံးတွေက was လို့တဲ့စကလုံးနဲ့တူလားစစ်ဆေးခိုင်းမှာဖြစ်တယ်အဲ့တော့စစ်ဆေးခြင်းတော့ logical operator တွေကိုတွန်းရမှာဖြစ်ပါတယ်အောက်မီဒါဆိုရင်အဲကျွန်တော်ကအရင်ဆုံး click ပေးလိုက်မယ် control shift down arrow ကို control bus ပေးပြီး f4 တူလားလို့မေးလိုက်မယ် was ရဲ့စကလုံးနဲ့ဒါဆိုရင်ဒီ array လေးကိုကျွန်တော်တို့ဒီစစ်ဆေးမှုလေးကိုဆက်လက်မှတ်ပြီးတော့ f90 နဲ့ကြည့်လိုက်ပါ true တွေ false တွေပေါ်နေပါလိမ့်မယ်အောက်မီကျွန်တော်တို့ကဒီနေရာမှာ true ပေါ်ရင်ဘာလို့မှလဲ false ပေါ်ရင်ဘာလို့မှလဲသတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ true ပေါ်နေတာကဟောဒီ what ဆိုတဲ့စကားလုံးနဲ့အဲဟောဒီရာနဲ့တူလို့ true ဖြစ်နေတာဖြစ်တယ်ဒါဆိုရင်အဲ့ဒီလိုတူခဲ့ရင်ဟောဒီကဏ္ဍကိုပေါ်ပြပါလို့ကျွန်တော်ကပြောချင်တာဖြစ်တယ်အဲ့လိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် if function ကိုထပ်ထည့်လိုက်မယ်အဲ့တော့ if function မှာ logic test ဒီကျွန်တော်ရဲ့စစ်ဆေးမှုတွေဖြစ်ပါတယ် comma ကုန်မယ် value of true true ပေါ်ရင်ဘာလို့မှလဲ သူပေါ်ရင်ကျွန်တော်ကဒီမှာရှိနေတဲ့ကိန်းကနန်းတွေကိုဖော်ပြစေချင်တာဖြစ်တယ်ဒါကြောင့်မို့လို့အဲ့ဒီကော်လန်ကြီးတစ်ခုလုံးမှာเนาะအဲကျွန်တော်တို့အဲရိုက်ကော်လန်ကြီးတစ်ခုလုံးမှာရိုက်ထည့်ထားတဲ့ကိန်းကနန်းတွေကိုဖော်ပြစေဖို့အတွက်သူ့ကိုဆက်လက်မှတ်ပြီးတော့ထည့်မယ် control shift down arrow control bus page f4 เนาะဟောင်းပါပြီဒါဆိုရင် force ပေါ်ရင်ဘာလုံးမှာလဲဒီနေရာမှာကျွန်တော်တို့ if function ကိုနည်းနည်းလေးတော့လေ့လာတဲ့ ਨੇ ဟောဒီ value if true နဲ့ဟောဒီ value if false နေရာမှာ curly bracket ဖြစ်တဲ့ ူကဒေါင်းဝင်းကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ဒေါင်းဝင်းရဲ့အတိတ်ဘေက option နဲ့ဖြစ်တယ်။မထည့်လဲရတယ်ဆိုတဲ့သဘောပါ။ဒါဆိုရင် တော့ကျွန်တော် value force နေရာမှာဘာမှမထည့်တော့ဘူး။ကောင်းပြီ။ဒါဆိုရင်ကျွန်တော်တို့ဟောဒီ array ကြီးတစ်ခုလုံးကိုဆက်လက်မှတ်လိုက်မယ်။မှတ်ပြီးသွားတဲ့အခါမှာ keyboard ကနေ F9 key နှိပ်တယ်ပါ။ force ပေါ်နေရဲ့အကွက်တွေက force ဖြစ်နေပြီးတော့အာဒီမှာကအာကျွန်တော်ကိန်းနေဖြစ်သွားပါလိမ့်မယ်။အဲ့တော့အာကျွန်တော်ကပေါင်းကျင်တာဖြစ်တယ် ပေါင်းကျင်တော့ဒီ value force နေရာမှာက force ပေါ်နေရင်အတုံညလို့ပေါ်ပြပါလို့ကျွန်တော်ရေးကျင်တယ်ဒါကြောင့်တုံညလို့ရေးတယ်မနော်တကယ်လို့ဒါအဲ့ဒီလိုမရေးခဲ့ဘူးဆိုရင်ကျွန်တော်တို့က by force တွေပါဒီနေရာမှာမြင်နေရမှာဖြစ်ပါတယ်ပါမနော်ဒါဆိုရင်တော့ကျွန်တော်ရဲ့ array တစ်ခုလုံးပြီးသွားပြီ f90 နှိမ့်လိုက်မယ်မှန်တဲ့အကွက်တွေက gain နေဖြစ်ပြီးတော့မှားတဲ့အကွက်တွေကတုံညတွေဖြစ်နေအောင်တွေးရပါလိမ့်မယ်ပေါင်းပြီဒါဆိုရင်အဲ့ဒီ array ကြီးမှာရှိနေတဲ့ gain တွေကိုကျွန်တော်ကပေါင်းကျင်တော့ sum function ကိုသုံးမယ်သုံးပြီးတော့တဲ့အခါမှာဝင်ပြန်ပေး control shift under double click နဲ့ copy ပြူလိုက်မှဖြစ်ပါတယ်။ဒါဆိုရင်တော့ဒါဒီကျွန်တော်တို့ဒါ sum function အတွက်အသုံးပြုခြင်းဖြစ်ပါတယ်။တကယ်လို့ကိုက sum product လည်းမသုံးခြင်းဘူး sum if လည်းမသုံးခြင်းဘူးဆိုရင် array calculation တခုဖြစ်တဲ့ if နဲ့ sum နဲ့ကိုအခုလိုမျိုးပြိုင်သုံးလို့ရပါတယ်။ဟောပြီဒါဆိုရင်နောက်နောက်ဆုံးနည်းလမ်းတစ်ခုကတော့ pave of table အသုံးပြုခြင်းဖြစ်ပါတယ်။အဲ့တော့ဒါက pave of table နဲ့ကျွန်တော် report ထုတ်ထားတာပါ။ control a နှိပ်လိုက်မယ်ပြီးရင် delete နဲ့ဖြတ်လိုက်မယ်။ တော့ pivot table အသုံးပြုစေဖို့အတွက်ကျွန်တော်ရဲ့ sales selector ကို ordinary ရဲ့ database ထဲထုတ်ထားရမယ် pivot table ရဲ့ shortcut ကတော့เนาะ alt and v t ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ alt and vt အာ sorry เนาะ alt and vt နှိပ်လိုက်မယ် pivot table ဆွဲစေဖို့ box ကျလာပါတယ်အဲ့တော့ကျွန်တော်တို့ pivot table မှာဘယ်နေရာမှာဆွဲမှာလဲဆိုတော့အခု pivot table box မှာ အဲအဲသတ်မှတ်ပေးရမှာပါကျွန်တော်ကလက်ရှိအဲစာရွက်မှာဆွဲကျင်တဲ့အတွက် existing walk queue ကိုရွေးပါမယ်ရွေးပြီးသွားတဲ့အခါမှာကျွန်တော် ကိုဆွဲကျင်တဲ့ဆဲနေရာကိုအခုလိုသတ်မှတ်လိုက်မယ်သတ်မှတ်ပြီးသွားတဲ့အခါကျရင် okay နှိပ်လိုက်မယ်ပေါ့ okay နှိပ်လိုက်ရင်ဒါ pivot table ဆွဲစီဖို့အတွက် box ကျလာပါပြီအဲ့တော့ဒီညမှာ pivot table free list ကြီးတွေ့ရပါလိမ့်မယ်ဒီ free list ကြီးကိုကျွန်တော်တို့ကအခုလိုအပြင်ဆွဲထုတ်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ကအခု region တွေကို row area တွေထည့်မယ် စီးအမောင့်တွေကို value area တွေထည့်မယ်။အဲဒါဆိုရင်လည်းကျွန်တော်တို့ကအခုလိုမျိုး pivot table မှာကိုလိုချင်တဲ့ data တစ်ခုချင်းစီအလိုက်ရောင်းအားတွေကိုပေါင်းပေးမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီထဲမှာကတော့ကျွန်တော်တို့နီလန်းပေါင်းမြောက်များစွာရှိပါတယ်။အဲ့ဒီနီလန်းတွေတဲကကိုနဲ့အကျွမ်းဝင်တဲ့နီလန်းကိုသုံးချင်တဲ့နီလန်းကိုသုံးပြီးတော့တူညီတဲ့ရလဒ်တွေကိုထုတ်ထုတ်လို့ရပါတယ်။ကောင်းပါပြီ။ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ video file လေးတွေကိုကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။ နောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမယ်เนาะ